်ဘူးဘယ်လိုလဲဒီလိုပဲဒါတော့အနေနဲ့မျိုးဆိုမင်းလည်းနေရပါရဲ့လို့ဆိုအပ်ပါတယ်ရှင် ဆင်းရဲချမ်းသာမယ်ပေါ့ဘယ်သူမှဆိုဒီတဘာဝဘေးအန္တရာယ်ကိုခံစားရတဲ့အတွက်ကြောင့်မို့လို့ဒီလူလူတင်းလူထိုက်တဲ့နေရာမှာလည်းလူကြပါတော့တတ်နိုင်သမျှအဲအခုလိုမျိုးအလူခံတဲ့အခါမှာလည်းကိုယ့်ရဲ့ဟိုတက်နိုင်သမျှလေးပေါ့နော်ပါဝင်ပြီးတော့ဟိုကုသိုလ်အနေနဲ့အားဖြစ်ပေးသွားတာကဒီလိုအပ်တဲ့နေရာတွေမှာအမြန်ဆုံးပေါ့နော်ပို့ပြီးသူတို့အတွက်ထူထောင်ရေးတွေအတွက်ကောသူတို့ သူတို့ဒုက္ခရောက်နေတာတွေအတွက်ကဂျပန်တအားနေပြီးတော့အင်းဒီတို့ကဘယ်လိုပြောမလဲကုမီယာရောက်ပါတယ်ပေါ့နော်အဲအားကြောင့်မလို့လေဒီငလင်တဲ့အဲပြည်သူပြည်သားတွေကိုအားလုံးကိုဝိုင်းဝန်းပြီးတော့ပေါ့နော်ကုမီရှောက်ရှောက်တဲ့အနေနဲ့ အလူငွေလေးတော့ကိုတက်နိုင်တဲ့မြောက်ဘယ်ရအလူငွေမှမဟုတ်ပါဘူးဟိုကိုအားပဲပြပြညာအားပဲပြအဆဆရရပေါ့ကုညီပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဒါအဲကြောင့်အမရှော့နဲ့ပေါ့နော်အလုံးလေးအာဒီအလုံးပြီးနားမှာတတီတို့ရောဒီဒီအများကြီးဒါ support ပေးမယ်ပေါ့နော်အခုဒီမှာပွဲမှာဆိုလို့ရှိရင်လည်းကိုနိုင်တဲ့ဘက်ကရင်တတူအတစ်တွေဆိုလို့ရှိရင်လည်းတတူအတစ်တွေတာရော copy ရဲ့သူဆိုတာရောဒီအဆူရောတမအဆူရောဆိုလို့ရှိရင်လည်းအဆူရောပေါ့နော်သူတို့ကိုယ့်ရဲ့ဒီဝမ်းစာကိုဒါရှာပွေခဲ့တဲ့ဒီအတတ်ပညာနဲ့သူတို့ဒါ ပြန်ပြီးတော့ပါဝင်ကူညီပေးရပါတော့။အဲ့တော့လည်းအားကြောင့်မလို့အားမလျှော့ပါနဲ့လို့နော်။အာဒါကြီးကခက်ခဲဆိုတာသိပါတယ်။ဖန်သောစကားဗာထေးကိုလေတာဖျားရှိကိုလို့ရှိရင်အမြဲအဒီကကြီးသုံးပါနေပြီးတော့ကြော်လောင်းနိုင်ပါစေဆိုဆိုအမြဲတောင်းနေဆိုတော့ဒါကြီးအမြန်ဆုံးပြပါစေလို့ပဲဆိုပါမယ်ဟုတ်ကဲ့။ကိုယ်လေးဆိုလဲဒီလေ မလို့နိုင်ဦးလေနော်မလို့နိုင်ဦးဆိုတာကလေဟို90 100ဆိုတာတယောက်တည်းလူကိုကြောက်လဲအရင်ကြီးပြည့်စုံနေမှာအဆင်ပြေတာပေါ့အဲ့ခါကျတော့အခုဒီလိုမျိုးလေးတွေလိုအားတွေပါဝင်ကူညီကြတယ်တယောက်နည်း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 စီနေကအခုကတော့လို့90 100အဲ့လိုမျိုးဖြစ်သွားတယ်တရက်မှာ90လောက်200ဆို180ဒါရင်းနဲ့ဆိုလို့ရှိရင်ဟိုဘက်မှာလိုအပ်တဲ့လူတွေကိုပေါ့နော်အများကြီးအထောက်အကူပြုနိုင်တာပေါ့တယောက်တည်းအားနဲ့ဆိုအများဆုံးလူနိုင်ရင်ဟို10သိန်း15သိန်းပေါ့တရက်မှာအဲ့လိုမျိုးပေါ့ဒါရှိတဲ့လူတွေလည်းရှိတဲ့လူတွေကလူကြတော့ကိုရီတီတို့တာမန်လူတန်းစားတွေကတော့ ဘလောက်လူနိုင်မှာဒါပေမဲ့အခုခုနပြောလို့ပေါ့တာမန်လူတန်းစားရောရှိရလူရောမရှိရလူရောဒါနန်းကြုံဒါအလူခံလိုက်တဲ့အခါမှာပါသွားတဲ့အတွက်သူတို့ရဲ့ကုသိုလ်တွေပေါ့နော်အကုန်လုံးကဟိုဘက်မှာသွားပြီးတော့အထောက်ပံ့ဖြစ်နေတာပေါ့ ရရှင်ပြောရရင်တော့တအားခါတာပေါ့ခါတော့ကိုယ့်ရဲ့စိတ်ထဲမှာတော့ဦးဆုံးစိတ်ပူမိတာတော့ကိုယ့်ဖေပေါ့ကိုယ့်ဖေတွေစိတ်ပူတယ်ကိုယ့်ဖေတွေစိတ်ပူတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့သမီးပေါ့နော်ဘာဖြစ်တော့ကိုရီးယားကျတော့အထက်မြင်မာနေတာဟုတ်အဲ့ဒီအချိန်မှာတတိယတာတော့အဖေနဲ့သမီးကိုပဲဆက်ဆက်ချင်းတတိယတယ်ဖုန်းခေါ်ဖို့ကြိုးစားပေါ့ရှိတယ်။အနေတိုင်းကိုငိုပြစ်တာပေါ့နော်။ဒါကတော့တနေ့တနေ့တော့ဟိုရှင်းရှင်းပြောရလို့ရှင်စိတ်မချမ်းမြေပေါ့။ကိုကသူ့နေရာမှာဆိုတဲ့အရာမျိုးတွေနဲ့စဉ်းစားပြီးတော့လေးတည့်ရမလား။ဟို တချို့ကြလည်းဇွဲနေပေါ့နော်ဒီလိုမျိုးသုံးလေးရက်နိုင်60လောက်ကြောင်းပိတ်မိနေမှာပြန်ထွက်လာ9000ဆိုလို့ရှိရင်တော့ချက်ချင်းသေးွားမလာပဲပေါ့နော်အဲ့တော့အမှောင်လည်းကြောက်တယ်အသက်ရှူကလည်းကျက်တက်တယ်အဲ့လိုမျိုးပေါ့အဲ့ဒီအချိန်မှာဘလောက်တောင်ကဘာပြတ်နေမလဲပေါ့ဘောအဲ့ဘက်ကဆိုတအားလည်းကျက်နေလေနော်ဒီဘက်မှာဆိုရင်တော့မှဟိုနေ့တိုင်းလိုလိုတော့မှလေမူးမူးနေရပါအဲ့ဒါလုံနေရလုံနေအဲ့လိုပဲထင်နေရပေါ့ပြီးတော့အမြင့်မှာရှိရတဲ့ကြောင့်အများအားစတန်ပိုင်နဲ့ပြင်ဆင်တာပေါ့နော်ဟိုအသက်ကြီးရအဖေရှိရခလေးရှိရအခါကြတော့လေအဲ့လိုမျိုး ဒါပေါ့နော်စင်ရချမ်းသာမရွေးပေါ့ဘယ်သူမှဆိုဒီတဘာဝဘေးအန္တရာယ်ကိုခံစားရတဲ့အတွက်ကြောင့်မို့လို့ဒီလူလူတင်းလူထိုက်တဲ့နေရာမှာလည်းလူကြပေါ့နော်တတ်နိုင်သမျှအဲအခုလိုမျိုးအလူခံတဲ့အခါမှာလည်းကိုယ့်ရဲ့ဟိုတက်နိုင်သမျှလေးပေါ့နော်ပါဝင်ပြီးတော့ဟိုကုသိုလ်အနေနဲ့အားဖြစ်ပေးွားတာကဒီလိုအပ်တဲ့နေရာတွေမှာအမြန်ဆုံးပေါ့နော်ပို့ပြီးသူတို့အတွက်ထူထောင်ရေးတွေအတွက်ကောသူတို့ ူတို့ဒုက္ခရောက်နေတာတွေအတွက်ကောဂျပန်တအားနေပြီးတော့အင်းဒီတို့ကဘယ်လိုပြောမလဲကုမီယာရောက်ပါတယ်ပေါ့နော်အဲအကြောင်းမလို့လေဒီငလင်တဲ့တဲ့ပြည်သူပြည်သားတွေကိုအားလုံးကိုဝိုင်းဝန်းပြီးတော့ပေါ့နော်ကုညီဆောက်ရှောက်တဲ့အနေနဲ့အဲအလူငွေလေးတော့ကိုတက်နိုင်တမ်းများပေါ့ဘယ်ရာအလူငွေမှမဟုတ်ပါဘူးဟိုကိုအားပဲပြပြညာအားပဲပြအဆဆရရပေါ့ကုညီပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဒီခုနှစ်ရသားသမီးပေါ့နော်ဒါအင်းတို့အားပေးခဲ့ကြတဲ့ ဟိုပြိသက်တွေပေါ့เนาะအများကြီးရှိပါတယ်အခုလိုမျိုးမန်လေးမှာဖြစ်သွားတယ်စကိုင်းဘက်မှာဖြစ်သွားတယ်ဘာပြီးအနေနဲ့ရရက်ပါပေါ့เนาะအနေပေါ့ဟိုညားတာနဲ့နေတာပဲကွာခြားတယ်ပေါ့ရှင်အကုန်လုံးကရက်စီးဆုံးရှုံးသွားတယ်စိတ်ပိုင်းဆိုင်ရာတွေထိခိုက်သွားတယ်တည်ကြည်ကြရဲအဲ့ဒီအချိန်မှာခံစားရတယ်ပူဆွေးရတယ်ပေါ့ဒါပေမဲ့လည်းဒါတွေကိုအားတင်းပြီးတော့ရှေ့ဆက်ပြီးတော့ဘယ်လိုပြောမလဲပြန်လဲထူထောင်ရေးတွေခုနပြောတဲ့စိတ်ပန်းဆိုင်ရာတွေကိုအများအများကြီးပေါ့ကိုယ်တွေညင်နေစူးစမ်းပြီးတော့ဟို လောက်အောင်มาပေါ့เนาะအဲ့ဒီအတွက်ကြောင့်မို့လို့ဟိုအကုန်လုံးပေါ့ဟိုအခုလိုမျိုးပြောရင်တော့လည်းဟိုတမျိုးဖြစ်มาပေါ့เนาะအားမငယ်ကြပါနဲ့ပေါ့เนาะအားမငယ်ကြပါနဲ့ဒါတော့တဘာဝပေးဆိုတော့ဘယ်သူမှလည်းကြိုတင်ပြောလည်းမသိနိုင်ဘူးလေကြိုတင်ပြီးလည်းမသိနိုင်ဘူးမှာဆင်းရဲချမ်းသာမျိုးအကုန်လုံးဖြစ်သွားကြတဲ့ကိစ္စလေးပေါ့အဲ့ဆိုတော့ရှေ့ဆက်ပြီးတော့ပဲကိုရီဘာအကောင်းဆုံးဘာဆက်လုပ်ရမလဲဆိုတဲ့ဟာမျိုးတွေရယ်ပြီးတော့တံဝေကတရားတွေပေါ့เนาะတအားကိုရပါတယ်အဲ့အတွက်ကြောင့်မို့လို့လေဟိုအင်းကြီးကတော့အများနဲ့ဒါ ငတင်းလှုပ်ပြီးညောင်းလေးတွေအရစားပြီးဟိုရွှေကုံပြားတက်တယ်ပေါ့နော်အဲရွှေပုံးဝင်သွားတယ်အဲ့ဒီခါကျတော့ရှင်အများနဲ့ဆူတောင်းပေးပါတယ်ဒီခொနည်းရသားသမီးရေအခုဟိုမတွေ့သေးတဲ့တွေလည်းနော်အသက်ရှင်ရဲ့တွေ့ပါစေကောင်းကောင်းမွန်မွန်တွေ့ပါစေအကုန်လုံးကျန်းမာပါစေချမ်းသာပါစေဆိုပြီးတော့ဒီခொနည်းရသားသမီးများအားလုံးကိုအများနဲ့မေတ္တာပို့ပြီးတော့ဆူတောင်းပေးပါတယ်ရှင်အားလုံးပဲဖိုက်တယ်ရှင်နန်းနီဆိုရင်တနေ့ကမန္တလေးသွားခဲ့တယ်ဆိုတော့အရန်ခက်ခဲနေရတွေ့တော့ တကယ်ကိုစိတ်မကောင်းဘူးเนาะဆိုတော့ဒီ data မှာရှိရဲ့အာအခုကျမတို့ရန်ကုန်မှာနေတဲ့သူတွေဆိုရင်ကအဲ့လောက်ကြီးကြီးမားမားမဖြစ်ဘူးเนาะဆိုတော့အရင်ခက်ခဲနေတဲ့သူတွေကိုနန်းညီတို့တွေးခဲ့တဲ့အတွက်ကြောင့်မို့ဝိုင်းဝန်းပြီးတော့ကုညီပေးစေခြင်းနဲ့ဇာနာပေးစေခြင်းနာပေါ့เนาะဟုတ်အလုံးပါဝင်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ပြီးတော့ကျွန်တော်ဒီအခုချိန်ကြီးမနေ့ရအဖြစ်ပေါ့เนาะကျွန်တော်ဟိုအနာရီပေါင်း100ကျော်ဒီ session ရဲ့လူရှိနေတယ်ပြီးတော့အာ ကယ်ဆယ်ရေးတွေလည်းဒီဆက်မကလိုမှာလိုမှာပဲနော်ဆိုတော့အပူပေါင်းလေးပေါ်ပေးကြပါအဲ့ဒီကိစ္စမှာလည်းပြီးတော့အတိတ်ထားမှာပေါ့နော်ဒီကအတိတ်ထားမှာပြီးတော့ကိုယုံကြည်အောင်ကိုယ်ပြေရပါသားနဲ့လည်းကျွန်တော်တို့ဟိုဟာဆူတောင်းကြဖို့ပေါ့နော်အဲ့ဒါအာဘာသာပြန်ရဲတဲ့ဟာပြီးတော့တော်တော်ကဒီလိုထောင်မာတွေတော့ရှိချင်ရှိလိမ့်မယ်တချို့တွေတော်တော်များများပြောကြတယ်လို့ဟိုအချိန်တိုင်းငနေလုံနေတယ်ဆိုတော့အဲ့ဒီထောင်မာတွေကိုစိတ်ငြိမ်အောင် ားကြတော့အတင်ခံပါတယ်။အာနန်းညီတို့နေရက်သွားခဲ့ရပေါ့ဆိုတော့အတိကတို့ကရေအရန်ခက်ခဲတယ်။နန်းညီကမန္တလေးအထိပဲသွားခဲ့တယ်။ဆိုတော့တကယ်မှအရန်ခက်ခဲနေရတွေ့ရတယ်။နန်းညီတို့သွားတဲ့အချိန်မှာစားစရာတောင်တို့မရှိကြဘူးပေါ့နော်အရန်အလူရက်ဖြစ်နေကြအဲ့ဒါမြင်တော့တကယ်စိတ်မကောင်းဖြစ်ရပါတယ်လို့ဆိုတော့အတိကရေခက်ခဲတယ်အစားတောင်အရန်ခက်ခဲပါတယ်လို့အားလုံးကူညီပေးကြဖို့နန်းညီကတောင်းဆိုချင်ပါတယ်မိသားရက်ခံပါတယ်ပြန်လာလို့ကိုက ကိုတရက်ဆိုရင်လောက်ပြီးအဲ့လောက်ပဲလောက်ပြီးဆိုတော့အဲ့လောက်မနေ့ကဆိုရင်စကိုင်းမှာလူပုံမျိုးအဲ့လိုကြီးဖြစ်သွားတာတွေ့တော့တော်တော်လေးအဆင်မကောင်းဖြစ်ရတယ်။နန်းကြီးတော်တော့ကလည်းအဲ့လိုပဲလူကြတာတွေအဆင်မပြေဘူး။အဲ့ဒါတနားဒီကစေယုံရဲ့စေယုံမှာအဲ့လိုတန်းစီပြီးတော့အဲ့လိုပုံစံမျိုးပဲဖြစ်နေတာပါဆိုတော့ဒီကဟိုကိုလိုတလောက်ပဲပေါ့နော် ျွန်တော်တခါလေးကြိုက်လဲအများကြီးလူရှင်များတဲ့နေရာတွေကြာတော့လဲဖိမိတ်ထုတ်ပြီးပုံနေရာပဲဆိုတော့အဲ့ဒါကုလသပဲယူကြပါပြီးတော့တကယ်တကယ်ပိုက်စာလို့သွားယူရဲဆိုရင်ဒါကိုစားကြည့်တော့ပဲယူပေါ့နော်အဲ့ဒါလေအဲ့ဒါဆိုရင်ကျွန်တော်ပုံမယူတဲ့အတွက်တခြားနေအများကြီးလူယူလို့ရတယ်ဆိုတော့အဲ့ဒီတစ်ချက်အခုချိန်မှာစိတ်ဒုက္ခရောက်နေတဲ့သူတွေအားလုံးဝမ်းနေပါနဲ့အမ်ရှော့ပါနဲ့တို့နန်းညီတို့အားလုံးအတူတူရှိနေပါတယ်လို့ဟုတ် အဲသူတို့နိုင်ပေါင်းမြောက်များစွာအကူအညီလာခဲ့မဲ့လူတွေကိုစောင့်နေသူတို့အချိန်တွေကပြန်ထွက်လာတဲ့အချိန်မှာလည်းတို့အကုန်လုံးပေါ့နော်တို့အကုန်လုံးတက်နိုင်တဲ့ဘက်ကလည်း social support အများကြီးပေးရမယ် psycho social support ပေါ့နော်အဲ့တော့အာဒီပြည်လဲထူထောင်ရေးကာလာတောက်လျှောက်လုံးမှာလည်းဒီလူလူတွေကိုကိုယ်အချင်းချင်းရော social support အများကြီးပေးဖို့အာတို့ကဒီနေရာနေလည်းပြောချင်တယ်အဲအရင်လည်းဝမ်းနေရတယ်သတင်းတွေတက်လာတိုင်းမှာလည်းအာပိန်ဟိုကလေးသူပြင်ကလေးလေးတည်တယ်တောက်ဆယ်မှာဆိုနော် ဟုတ်တယ်ဘူဂျိုဖီပါလေးလေးတဲ့တော့အဲ့ဒီမူလိုအဲ့ဆီယမ်မတဲ့တဲ့နေတော့ပေါ့နော်အများကြီးမှအများကြီးပေါ့ပြီးတော့ဗီဒီယိုလေးပေါ့ကောင်းမလေးကဲထုတ်ဖို့တကယ်ကိုခွန်အားရစေတဲ့ဗီဒီယိုလေးတွေ့ရတယ်အဲ့တော့အစိုးရရဲ့အကောင့်ဒီအချိန်မှာလူတယောက်ထွက်လာတာကတက်ရှင်လေးရရှိနေသေးရဆိုတာအစိုးရရဲ့အကောင့်သတင်းတွေကိုလည်းကြည့်ပြောပြန်ပြီးတော့ဖြေရပါပေါ့အဲ့ဒါလေမိသားစုလိုက်ဆုံးရှုံးသွားတဲ့ပုံမှာနောက်ပိုင်းဘာကိုစိတ်ကိုဖြစ်လာလဲဆိုတော့ကိုမိသားစုကိုစိတ်ကူလာနော်အဲ့ဟာကဒီရဲ့ရလိုက်တဲ့သင်ငန်းစာပဲပေါ့နော်အဲ ဒီဆိုရင်အဲ့ဒီနေပြီးတော့နောက်နေ့ကျခီးသွားစရာလေးတခုရှိရဲအဲ့ချိန်မှာကိုမိသားစုကိုရာလွတ်တဲ့တနေရာတခုကိုရောက်သွားတာဒါပေမဲ့အရန်စိတ်ကူပဲဘာလို့လဲဆိုတော့ဒီနေ့အချိန်မှာတခုခုဖြစ်သွားလို့ရှိရင်ငါဘာလို့ပြေးနိုင်မှာလဲဆိုတော့ပေါ်စိတ်တခုဖြစ်လာရပေါ့နော်ရုပ်တရက်ငါဒီနေရာမှာငါမိသားစုတာဆိုလို့ရှိရင်ဆိုရယ်စိတ်ဖြစ်လာတဲ့အချိန်မှာလဲတကယ်ဆုံးရှုံးသွားရင်မိသားစုတွေတော့လဲပို့ပြီးတော့စိတ်မကောင်းဖြစ်တယ်လို့ ကိုမိသားစုကိုပို့ပြီးတော့လည်းပို့ချစ်ဖို့ရယ်ပို့အချိန်ပေးဖို့ရယ်အဲ့အရာပို့ပြီးတော့တည်လာရပေါ့နော်ပုံမှန်ဆိုရင်ကြာတော့ဒါမိသားစုရင်းနဲ့ဆိုလို့ရှိရင်လည်းအိမ်ကအမေလေးပါညီလေးနဲ့တိတ်မတွေ့ဖြစ်တာများရယ်ပေါ့နော်အာဒီတိုင်းသူလဲသူ့အိမ်ဒီဒီကိုလဲကိုယ်ရင်ကိုယ်နေပြီးတော့ထရူးကြအဲ့လိုနေတာများရယ်တိတ်ပြီးတော့ family time ဆိုတာတိတ်မရှိဘူးဒါပေမဲ့အဲ့လိုနေဖြစ်သွားတဲ့အချိန်မှာကျတော့အရန်စိတ်ပူရယ်ပေါ့နော်တကူးခုဆိုလို့ရှိရင် ဘယ်လိုပြောလဲတောင်းတမရချင်ဘူးနော်အဲအဲ့ဒါကတော့အရန်ကဘာဒီငလျင်ဘေးကနေရလိုက်တဲ့သင်ကန်းစာပေါ့နော်အဲ့တော့အခုကြည့်နေသူလည်းပြောချင်တာမိသားစုကိုပို့ပြီးအချိန်ပေးတာမိသားစုမှာမဟုတ်ကိုပန်ဝင်ချင်မှချက်ကိုတငယ်ချင်းနေမိတ်ဆွေတွေကိုပေါ်ကောင်းတဲ့သူတွေအကုန်လုံးကိုပို့ပြီးတော့အချိန်ပေးပါပေါ့နော်အာဘာမဆူကဒီမိနစ်ပိုင်းလေးအတွင်းမှာဖြစ်သွားနိုင်တာဆိုတော့လေဟုတ်ဒီ generation တွေကိုတော့ပို့ပြီးတော့ ကြရွှေ့ဆက်ရမယ်ခင်ဗျာဟိုတို့ပို့ပြီးအနာဂတ်ကောင်းအောင်ဖြစ်ဖို့အတွက်တို့က strong ပို့ဖြစ်ပြရမယ်အသေးတပွင့်ရောအသေးတပွင့်အနေနဲ့အမအမတို့ဒီလိုမျိုးရောက်ခဲ့ရဆိုရဟာဖြစ်ပြဖို့ဘယ်အချိန်မဲနော်ပြန်ကြည့်ပြန်ကြည့်လိုက်ရေဘေးမှာပဲဖြစ်ဖြစ်ဒီငလျင်ဘေးမှာပဲဖြစ်ဘယ်အချိန်မဆိုကိုရီဒီနိုင်တဲ့ဘက်ကပေါ့ဟုတ်တယ်တို့လူတွေရန်တော်ဟုတ်တယ်ရေဘေးမှာခုနကဒီမီဒီယာအမအကြောင်းနဲ့ပြောရင်ချက်သိမ်းထားရပေါ့နော်သူပြောတာ ဒီအားလုံးဖြစ်နေတဲ့အချိန်မှာရန်ကုန်ကဘယ်ချိန်မှမစူမီပေးတယ်ပေါ့နော်အဲ့ဒါလေးကလေအရန်ချစ်ပုံကောင်တယ်တကယ်လို့ဒီရန်ကုန်မဟုတ်ဘူးဘယ်မျိုးလေးပဲဖြစ်ဖြစ်ကွာအာမြို့တိုင်းမြို့တိုင်းမှာဆိုလို့ရှိရင်ရေပေးဖြစ်သွားမှာဆိုလို့ရှိရင်လည်းရန်ကုန်ပဲဖြစ်ဖြစ်ဒီတခြားဒီမန္တလေးတို့တခြားမြို့ပေါင်းများစွာတဲ့အလူကန်တွေအများကြီးလုပ်ပေးတယ်အာပြောရလို့ရှိရင်တကယ်လို့ဒီလိုမျိုးရန်ကုန်ဝေပိတ်အများကြီးလုပ်ပေးတဲ့အဆူရော်တွေ celebrity တွေဒါဒီ influencer တွေဆိုလို့ရှိရင်လည်းအကုန်လုံးလုပ်ပေးရပေါ့နော်အဲ့အတွက်အရန်ချစ်စုတင်တယ်အာဘလို့ပဲဖြစ်နေဖြစ်နေတကယ်အရေးကြုံလာတဲ့အချိန်မှာတော့မနေနိုင်ပါဘူးအားလုံးကလေဟုတ် တာအဲဒါအမ်ရှော့နဲ့ပေါ့နော်အလုံးလေးအာဒီအလုံးပြီးနာမှာတတီတို့တွေရောဒီဒီအများကြီးဒါဆပုတ်ပေးမယ်ပေါ့နော်အခုဒီမှာပွဲမှာဆိုလို့ရှိရင်လည်းကိုနိုင်တဲ့ဘက်ကရင်တတူအာတစ်စ်တွေဆိုလို့ရှိရင်လည်းတတူအာတစ်စ်တွေတာရော hobby ရဲ့သူဆိုတာရောဒီအဆူရောတမအဆူရောဆိုလို့ရှိရင်လည်းအဆူရောပေါ့နော်သူတို့ကိုယ့်ရဲ့ဒီဝမ်းစာကိုဒါရှာပွေခဲ့တဲ့ဒီအတတ်ပညာနဲ့သူတို့ဒါပြန်ပြီးပါဝင်ကူညီပေးရပါတော့။အဲ့တော့လည်းအားကြမလို့အားမလျှော့ပါနဲ့လို့နော်။အာဒါကြီးကခက်ခဲဆိုတာသိပါတယ်။ဖန်သောစကားပါသေးလို့လေဒါဖျားရှိခိုးလို့ရှိရင်အမြဲဒီကကြီးသုံးမနေပြီးတော့ ကျော်လွှားနိုင်ပါစေဆိုအမြဲတောင်းနေဆိုတော့ဓာကြီးအမြန်ဆုံးပြီးပါစေလို့ဆိုပါမယ်ဟုတ်ကဲ့